စနေနေ့မွေးသူအားလုံးမင်္ဂလာပါ2025ဇူလ22ရက်နေ့ကနေ30ရက်တွင်မှာရန်တိုက်ခံများမယ်စိန်နောက်ရှင်များမယ်မတော်ရဆထိခိုက်မွန်တဲ့ကူးဆက်ရမယ်တပားသူကြောင့်ကိုယ်ရည်ရွယ်ချက်တွေနှောင့်နှေးခြင်းကတိကောင်းဖြစ်ခြင်းရံများခြင်းပဋိပက္ခနဲ့စိန်နောက်ရှင်တွေကိုထိတိုက်တွေ့ရခြင်းတွေရှိတတ်တယ်ဝေဝင်ပြန်ထွက်မမြဲအပြိုင်တိုက်ခံနေတဲ့ဂျုံချင်းတွေရှိတတ်တယ် ပေဒီမေးခြင်းတဲ့အကြောင်းလေးပေါ်လာရင်ဒီစမ်းစမ်းနေဖို့ application ကိုအသုံးပြုပြီးတော့မင်းများလက်ယုံနဲ့ကိုတိုင်ကိုကြလူတွေ့လာမေးတဲ့အတွေ့အကြုံမျိုးရရှိအောင်စူးစမ်းပေးထားတယ်။ဒါကြောင့်စမ်းစမ်းနေဖို့ application ကိုယုံကြည်စွာသုံးချနိုင်ကြောင်းတင်ပြပါမယ်။နစနေရနေ့မှာရံများမယ် စ္စည်းတွေအပျက်စီးပျောက်ချတယ်များတဲ့တဲ့23ရက်နေမှာအလောက်ကြံသစ်တွေရွယ်ချက်သစ်တွေလောက်ကင်ချိုးပေးမယ်24ရက်နေကငွေကြေးကန်ကောင်းမယ်လက်ဝယ်မယ်လိုရာပြည့်စုံမယ်25ရက်နေမှာအပြိုင်ဆိုင်အားလုံးကိုကျော်လွှားပြီးတော့ဘဝတိုးတက်မယ်26ရက်နေမှာရှင်ပြိုင်မှုအောင်မြင်မယ်စူပေါင်းလုပ်ငန်းချိုးပေးမယ်ဘဝတိုးတက်မယ်2000 နှစ်ခုနှစ်နေမှာအပြောင်းလဲနဲ့တိုးတက်မှုရှိမယ်လူမျိုးခွဲအကျိုးပေးမယ်။နှစ်ဆရှိနေမှာငွေကြေးကလုပ်ငန်းကံတက်လန်းပေါ်မယ်။မိကောင်းဆွေကောင်းထောက်ခူရမယ်။နှစ်ကိုရနေမှာအလူမင်္ဂလာကိစ္စတွေပံဝင်ပတ်သက်ရတဲ့အရဝေးနဲ့ဆက်ဆက်ပြီးကြိုးပေးတယ်။စာရွက်စာတမ်းလက်ပြောင်းလဲလွယ်စရီထားမယ်။နှစ်ဆကိုရနေမှာ အရဝေးမှာကောင်းသောသတင်းစကားနဲ့တိုးတက်ခြင်းညွှန်မယ်30ရင်းနေရာတော့အတိုက်ခံအောင်ကိုကြော်ပြီးတော့ဘုရားတိုးတက်ခြင်းနဲ့ကံမြတ်မှုတွေကို ရရှိမယ်ဒီကာလအတွင်းမတော်တဆထိခိုက်မှုအနေဖြစ်တတ်တဲ့ရက်နှစ်ရရှိတယ်ဇူလ25ရက်နေ့နဲ့26ရက်နေ့လို့ဖြစ်ပါတယ်25ရက်နေ့ဇူလမှာအရှိရကိုတည်သွားစရာနေဖြစ်တတ်တဲ့မနေ့9နိုင်ခွဲနဲ့9နိုင်တွင်သတိထားပါ ဇူလ26ရက်နေ့မှာရှေးတောင်ရက်ကိုတည်သွားစရာနေရှိတတ်တယ်။ညနေ3နိုင်တဲ့ဒေနိုင်ခွဲတွင်သတိထားမယ်။ကောင်းစီကောင်းလျှော်ပြည့်ရက်နှစ်ရက်ရှိတယ်။ဇူလ29ရက်နေ့နဲ့30ရက်နေ့တို့ဖြစ်တယ်။အဲ့ဒီနေ့ဒီမှာကောင်းစီကောင်းလျှော်ပြည့်ခြင်းနောက်သပင်းပုံသဏ္ဍာန်သွင်ပြောင်းလဲခြင်းဖြင့်ထူးခြားတဲ့ကောင်းခြင်းကံတွေကြုံမယ်။ကြာသာပတိနေ့တောက်ကြနေ့စနေနေ့မွေးစုတွေကောင်းကျိုးပေးလိမ့်မယ်။ အင်္ဂါနေ့ဗုဒ္ဓနေ့မွေးသူတွေကြောင့်စိန်တော်ဆက်တည်ဖြစ်လိမ့်မယ်သုံးချောက်ကိုကနန်းနေချိုးပေးတဲ့အနီရောင်ပန်းရောင်ချက်သွေးရောင်တို့ကိုသုံးမှကောင်းခြင်းကံကြမ္မာများရစေရန်အနီရောင်ပန်းပွင့်ဖျားကတ်သူပူဇော်ပြီးလိုရာဆုတောင်းပါယေရှုတည်ပါ